အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာအိုးပိုင်အိမ်ပိုင်မြေပိုင်ဖြစ်စေနိုင်တဲ့အမတ်တာ9ခုအကြောင်းကိုမျှဝေပေးပါမယ်ဒီချက်တွေထဲကတစ်ခုလောက်ပါရင်သင်ဟာမြေယာအိုးအိမ်တွေကိုပိုင်ဆိုင်ရရှိစေနိုင်မှာပဲဖြစ်ပါတယ်နံပါတ်1ချက်ကတော့သင်ရဲ့တနင်္ဂနွေကျိုးကမှာအောင်မြေလမ်းကြောင်းတူပါရှိရပါမယ်အဲ့ဒီအောင်မြေလမ်းကြောင်းတူကိုအထောက်ကူလမ်းတူလေးတစ်ခုကလာပြီးထောက်ပံ့နေပါမယ်ဥပမာဇေဒီလိုမျိုးတွီးကံလိုမျိုးဖြစ်နေမယ်ဆိုရင်လက္ခဏာရှင်ဟာအိုးပိုင်အိမ်ပိုင်မြေပိုင်နဲ့နေထိုင်ရပါလိမ့်မယ် အကယ်၍အိုးပိုင်အိမ်ပိုင်မြေပိုင်မရှိနဲ့တစ်ချိန်ချိန်မှာပိုင်ဆိုင်ရပါလိမ့်မယ်အကယ်၍လမ်းကြောင်းဟာထင်ရှားအားကောင်းလာမယ်ဆိုရင်တော့6လအတွင်းပိုင်ဆိုင်ရရှိတတ်ပါတယ်နံပါတ်2ကတော့အသက်လမ်းကြောင်းကမြင်းပြိုင်နဲ့ကြောင်းပဲဖြစ်ပါတယ်အသက်လမ်းကြောင်းကညီမြင်းနဲ့ကြောင်းဟာအပြိုင်ထွက်ကြီးလာပြီးကြာတော့လေးဂျိုးခွန်ကိုရောက်ရှိနေမယ်ဆိုရင်လည်းလက္ခဏာရှင်ကအိုးအိမ်ချမ်းမြေတွေကိုပိုင်ဆိုင်ရရှိပါလိမ့်မယ်နံပါတ်3ကတော့စနေဂျိုးခွန်အောက်ကအမှတ်သားပဲဖြစ်ပါတယ်စနေဂျူခုံအောက်မှာကံလန်းကြောင်းပါရှိပါမယ် ဲ့ဒီတန်လန်းချောင်းကိုလည်းအထောက်အကူလန်းကလေးကဇီရီလိုမျိုးဖြစ်တည်နေခဲ့မယ်ဆိုရင်လက္ခဏာရှင်ကအိုးပိုင်းအိမ်ပိုင်းမြေပိုင်းဘဝမျိုးနဲ့ကိုရရှိရပါလိမ့်မယ်။လန်းချောင်းကအင်အားကောင်းလေးလေးပုံမြန်လေးဖြစ်ပါတယ်။ကောင်းတာရလေးလေးဖြစ်ပါတယ်။လန်းချောင်းကမိန်နေမယ်။အင်အားလည်းတိတ်မကောင်းဘူးဆိုရင်တော့ပိုင်ဆိုင်မှုအတွက်ကြမ်းကြာနေတတ်ပါတယ်။နံပါတ်၄ကတော့လက်မရအောက်ချီတောက်ကြကျူကုန်ဘောကတွီးကံပဲဖြစ်ပါတယ်။ လမိုင်းအောက်ချီတောက်ကြကျူခုံမှာတွီးကန်ပါရှိနေခဲ့မယ်ဆိုရင်လေလက္ခဏာရှင်ကအိမ်ချမ်းကြီးလေယာတို့ကိုပိုင်ဆိုင်ရရှိတတ်ပါတယ်။နံပါတ်5ကတော့ကြာသာပြီးကျူခုံပေါ်က၄တောက်ကွက်ပဲဖြစ်ပါတယ်။လက်ညူချင်ရင်ကြာသာပြီးကျူခုံပေါ်မှာ၄တောက်ကွက်ပါရှိခဲ့မယ်ဆိုရင်လေလက္ခဏာရှင်ဟာအိုးအိမ်တွေကိုပိုင်ဆိုင်ရရှိတတ်ပါတယ်။နံပါတ်6ကတော့ဗုဒ္ဓဟူကျူခုံပေါ်ကမြင်းမတ်နဲ့အထောက်ကူလမ်းကြောင်းပဲဖြစ်ပါတယ်။ဗုဒ္ဓဟူကျူခုံမှာမြင်းမတ်တစ်ကြောင်းပါရှိနေမယ်။ အဲ့ဒီမြင်းမတ်ကိုလည်းအထောက်ကူလမ်းကလေးကဇေဒီလိုမျိုးတွီးကန်လိုမျိုး ထောက်ပြီးတည်ရှိနေမယ်ဆိုရင်လည်းလက္ခဏာရှင်ကအိုးအိမ်တွေကိုပိုင်ဆိုင်ရရှိနိုင်ပါတယ်။နံပါတ်9ကတော့လက်ညိုချင်ကြာသာပတိဂျူခုံကချက်ချီခတ်ပဲဖြစ်ပါတယ်။လက်ညိုချင်ကြာသာပတိဂျူခုံမှာချက်ချီခတ်ပါရှိရပါမယ်။ပြီးရင်ကန်လန်းချောင်းကလည်းစနေဂျူခုံရောက်တဲ့အထိတက်နေရပါမယ်။ဒါဆိုရင်လက္ခဏာရှင်ကလည်းအိုးအိမ်ပိုင်ဆိုင်ရရှိတတ်ပါတယ်။တခြားအိုးအိမ်မြေယာတွေကိုပိုင်ဆိုင်ရတဲ့အမှတ်အသားတွေလည်းအများကြီးရှိနေပါသေးတယ်။ ယခုပုံမှာပြထားတဲ့လက္ခဏာတွေမှာလည်းရပုံရနီးတွေ꽌ပြပါသေးတယ်။တင်းရက်လက်မှာလည်းအိုးပိုင်အိမ်ပိုင်မြေးပိုင်အမှတ်သားတွေပါရှိပါသလား။တင်းရက်လက်ကိုပြန်ကြည့်လိုက်ပါ။နောက်ထပ်မျှဝေပေးမယ့်လက္ခဏာဘုဒ္ဓတလေးကတော့တံပိုးကြီးစည်းစိမ်များစွာကိုခံစားရရှိပိုင်ဆိုင်နိုင်မဲ့လက္ခဏာများပဲဖြစ်ပါတယ်။လူချမ်းသာများစွာရှိပေမဲ့ချမ်းသာသူတိုင်းနီးပါတော့အဆောင်ရောင်တွေနဲ့မနေကြပါဘူး။လူချမ်းသာများစွာရှိရဆိုပေမဲ့ချမ်းသာသူတိုင်းနီးပါကတော့အဆောင်ရောင်တွေနဲ့မနေကြပါဘူး။ ဒါကလည်းသူတို့ရဲ့ခံယူချက်တွေနဲ့သက်ဆိုင်ပေမဲ့လည်းကံကြမ္မာရဲ့အယူအဆအရဆိုရင်ရှေးကူးသူကံနေနဲ့လည်းဆိုင်ပါတယ်တချို့ကသူတို့ကိုယ်တိုင်စည်းစိမ်ခံစားလို့စိတ်ရှိကြပေမဲ့သာသမီရေးကျမ်းမာရေးလူမှုရေးအပူတော်ကတွေကြောင့်ကိုရှာပွေရရှိထားတဲ့ကြွယ်ဝချမ်းသာမှုကိုတော့အခံအသာမခံစားကြရပါဘူးဒါကြောင့်စည်းစိမ်ခံစားဖို့ဆိုတာယခုဘဝစ조사မှုတွေအပြင်အတိတ်ပစ္စုပန်အကျိုးပေးခွင့်ရနိုင်ဖို့လည်းလိုပါတယ်ယနေ့ခေတ်ဆိုရင်ပိုတိတာလာပါတယ် နမကြီးတံမိုးကြီးဇိန်ခံပစ္စည်းအမျိုးအစားပေါင်းများစွာဟာလူနေမှုဘဝနဲ့လူမှုကွန်ရက်ပေါ်မှာပါအရှိန်အဟုန်ပြင်းထန်စွာနဲ့လွမ်းမိုးထားတာကိုတွေ့ရမှာပါဒါတွေကိုမြင်နေရတဲ့သူတွေမှာလည်းတနေ့တော့ကိုယ်လည်းဖြစ်ရမယ်ပိုင်ဆိုင်ရမယ်ဆိုတဲ့စိတ်ဆုံးဖြတ်ချက်တွေလည်းရှိလာကြမှာပါအနိုင်ဆုံးတစ်ခါသုံးတ िश ူတွေကနေအစအမြင့်ဆုံးအိမ်တိုက် ိန်ခံကားတွေခေအနေထားရနောက်ဆုံးပေါ်တံမိုးကြီးဇိန်ခံပစ္စည်းများစွာရရှိပိုင်ဆိုင်ပြီးတော့စံစားနိုင်ဖို့ပါဝင်လာတဲ့သူတွေမှာတွေ့ရတတ်တဲ့လက္ခဏာဖွဲ့စည်းမှုတချို့ရှိပါတယ်။ဒီတင်ဂေတာတွေပါရင်ကိုယ့်ရဲ့စူးစမ်းမှုအလိုက်မိမိတို့ရှင်တန်ရနယ်ပယ်မှာတံမိုးကြီးပစ္စည်းများစွာပိုင်ဆိုင်မှုအများဆုံးလူအထင်ကြီးခံစားရဆုံးလူတွေဖြစ်ဘဝကိုပြတ်တန်ကြရမှာဖြစ်ပါတယ်။အဲ့ဒီတင်ဂေတာတွေကတော့နံပါတ်1အပိုလိုရင်းလို့ခေါ်တဲ့တနင်္ဂနွေလက်စုပ်ပြည့်စုံစွာပါရှိခြင်း နံပါတ်2ကတော့တနင်္ဂနွေနေ့ဗုဒ္ဓဂျူခုံကြားမှာတန်လျက်တံပါရှိခြင်းအဲ့ဒီတန်လျက်ကစနေဂျူခုံဘက်ကပါမယ်ဆိုလဲရပါတယ်ဒါပေမဲ့သူကဒီလိုပစ္စည်းတွေဝယ်ယူဖို့ထက်ကိုသူ့လောင်သိမ်းဆဲထားဖို့လုံမဲ့ဘက်ကိုသွားမှာဖြစ်ပါတယ်နံပါတ်3ကတော့တနင်္ဂနွေဂျူခုံမှာအောင်လန်တကွန်ပါရှိခြင်းသို့မဟုတ်တန်လျက်တံတီးတန့်ပါရှိခြင်းလို့ပဲဖြစ်ပါတယ်လက္ခဏာပညာလေးလာနေတဲ့သူတွေလည်း ကိုစီမှာယခုဘဝမှာတံပိုးမြင့်မာတဲ့ပစ္စည်းများစွာ ပိုင်ဆိုင်မှုကံပါမပါလာမေးတဲ့သူမှာဒီလိုတင်ကြတာပါပြီလက်ပုံစံလက်အကျိုးပြုတဲ့စည်ရင်ထဲမှာပါခဲ့မယ်ဆိုရင်ဂျင်းသေးရရှိပိုင်ဆိုင်နိုင်မယ်လို့ပဲရဲရဲဟောကိန်းထုတ်လိုက်ပါဒီနေရာမှာအထူးမှတ်ချက်ကတော့လက်ပုံစံနဲ့ရှိသင်ရှိထိုက်တဲ့တခြားသောလမ်းကြောင်းတွေကောင်းမှုတွေကိုလည်းလိုအပ်ပါတယ်မြင့်မာတဲ့တံပိုးကြီးပစ္စည်းဥစ္စာတွေပိုင်ဆိုင်ရရှိတဲ့ဘဝတစ်ခုရဲ့ချမ်းသာကြွယ်ဝမှုကိုလေ့လာသူတွေအားလုံးတွက်ဆနိုင်မယ်လို့ယူဆပါတယ် အကယ်၍တခြားပြင်ပပယောဂနဲ့တဘာဝဘေးဒဏ်တွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ရင်တော့ဒီလူတွေကအချိန်နှစ်ကာလတူတခုအတွင်းမှာ ပြန်လည်ပြေဆုံးလာနိုင်မဲ့သူများပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးအောင်မြေလမ်းကြောင်းကတင်းရက်လက်မှာပါနေပါသလား။လက်တကျွဲအောက်ကအောင်မြေလမ်းကြောင်းကလူတော်တော်များများမှရှိပါတယ်။အောင်မြေလမ်းကနှလုံးလမ်းကနေပြီးစတက်မယ်။လက်တကျွဲကလည်းဖောင်းနေမယ်။ လမ်းကြောင်းကလည်းတီတီကြီးအပြတ်မရှိပဲခဲနာနဲ့ဆွဲထားသလိုရှင်းနေမယ်ဆိုရင် သူက အသက်ကြီးပိုင်းမှာလိုလေသေးမရှိအောင်ကို အောင်မြင်မယ်စီးပွားရေးလည်းအောင်မြင်မယ်ပစ္စည်းဥစ္စာလည်းပြည့်စုံမယ်ဘယ်လိုလက်မျိုးမှမစိုးဒီအမတ်သားကအေကံမုတ်ချကောင်းကျိုးပေးမယ်ဒီလိုကောင်းကျိုးပေးဖို့ကလည်းနှလုံးလမ်းကြောင်းကနေစပြီးတက်နေရမယ်နှလုံးလမ်းကြောင်းနဲ့ဆက်နေရမယ်မဆက်ပဲကွဲနေမယ်ဆိုရင်တော့အကျိုးကွဲလဲပါမယ်သူရဲ့အခြေခံဗီဇတွေကဘာများဖြစ်မလဲဆိုရင်အနုပညာဝါဒနာပါမယ် အဒီမုတ်အကအခုံနဲ့စာပေတွေကိုစိတ်ဝင်စားမယ်။တင်ယူလေ့လာမယ်ဆိုရင်လည်းတီးလွယ်တက်လွယ်မယ်။ဒါပေမဲ့လက္ခဏာရှင်ရဲ့အဓိကအခက်အခဲပြဿနာတွေကိုတော့ကြံတဲ့တခြားချက်တွေနဲ့ဆုံးဖြတ်ယူရမှာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်နှလုံးလမ်းကြောင်းရဲ့အထက်မှာလာပြီးအောင်မြင်လမ်းကြောင်းကထောင်တက်နေမယ်ဆိုရင်လက္ခဏာရှင်ကသူ့ရဲ့အသက်40ကျော်နောက်ပိုင်းမှာအောင်မြင်လာမယ်လို့ပြောလို့ရပါတယ်။နောက်တစ်ခုကတော့ကြွယ်ဝချမ်းသာမဲ့အမှတ်အသားပဲဖြစ်ပါတယ်။ တင်းရဲလက္ခဏာမှာလက်တကြွယ်အောက်ကတင်းငွေဂျိုခုံကလည်းဖောင်းပြီးအပြစ်ကင်းနေမယ်တင်းငွေလမ်းကြောင်းကလည်းခရင်ခွနှခွသုံးခွနဲ့ပါနေမယ်ဆိုရင်သိကြပါပြီတင်းကထီပေါက်အမွေရငွေစုလိုက်ပုံလိုက်ရနဲ့ငွေကြေးတိုက်တာအိမ်ကောင်းကားကောင်းတွေကိုပိုင်ဆိုင်ရရှိနိုင်ပါတယ်ဧကံမုတ်ချချမ်းသာကြွယ်ဝမဲ့လက္ခဏာရှင်ပဲဖြစ်ပါတယ်ရှားပါလက္ခဏာတခုလည်းဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့လက်ဝါးပြင်ရှုပ်ထွေးခြင်းပဲဖြစ်ပါတယ် လက်ဝါးပြင်ကရှုံနေမဲ့ဆိုရင်အကျန်းအဖြစ်ကျန်းမာရေးမကောင်းတဲ့သူလို့ပြောလို့ရပါတယ်။နောက်တစ်ချက်ကတော့လူမှုရေးမှာအဆင်မပြေပါဘူး။ဘဝမှာယက်တီရတာပျော်စရာနည်းပါးတတ်ပါတယ်။ငွေရှိရင်တော့စိတ်မချမ်းသာရပါဘူး။အဲဒီတော့ရေးလူမှုရေးကျန်းမာရေးအားလုံးမပြည့်မစုံဖြစ်ရတဲ့သူပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးလက်ခလဲအောင်စနေကြုံပုံမှာတွီးကန်တင်ဂေတာထင်းထင်းရှားရှားရှိနေခဲ့မယ်ဆိုရင်လက္ခဏာရှင်ဟာ လူဝတ်နဲ့နေပြီးစမ်းကြဲတဲ့ပညာရက်တွေမှာထူးကြုံမယ်။ဘေးရင်လက္ခဏာနဲ့လောကီပညာရက်တွေမှာလည်းထူးကြုံမယ်။အကယ်၍အဲ့ဒီတူရိကံလည်းပါမယ်။လက်ကလေးရဲ့တတရအစစ်မှာကျဲပွင့်အမှတ်သားလည်းပါနေမယ်ဆိုရင်တော့လက္ခဏာရှင်ကမျက်လက်သို့မဟုတ်အောက်လန်းပညာတွေတက်မြောက်ပြီးလူအများကိုဒုက္ခပေးတတ်ပါတယ်။ဒါကြောင့်လူအများကိုဒုက္ခပေးတတ်တဲ့အတွက်မိမိတို့ရဲ့လက်မှာဒီလိုအမှတ်သားတွေတွဲဖက်ပါလာမယ်ဆိုရင်တော့တတိထားသင့်ပါတယ်။ နောက်တစ်ခုကတော့လက်တန်အောင်ဘုဒ္ဓဟူဂျိုကုံဘောက၄ထောက်ကွက်ပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးလက်တန်အောင်ဘုဒ္ဓဟူဂျိုကုံဘောမှာ၄ထောက်ကွက်အမှတ်သားပါရှိခဲ့မယ်ဆိုရင်ငွေကြေးအမြောက်အများဆုံးရှုံးမဲ့ဘေးဒုက္ခတွေကနေကာကွယ်ပေးပါတယ်။အကယ်၍ဘုဒ္ဓဟူဂျိုကုံဘောမှာအလျားလိုက်လမ်းကြောင်းတူလေးတွေရှိနေခဲ့မယ်ဆိုရင်တော့တကူတမရတွေရဲ့အန္တရာယ်ကြောင့်ငွေကြေးအမြောက်အများဆုံးရှုံးရခြင်းတွေကိုကြုံရတတ်ပါတယ်။နောက်ဆုံးတစ်ခုကတော့အချစ်ရည်အိမ်အောင်ရည်ဒီမှာတတိထားရမယ့်လက္ခဏာပဲဖြစ်ပါတယ်။ ပုံမှန်ပြထားတဲ့လက်မှာနှလုံးလန်းချောင်းရဲ့အစဟာစနေဂျိုခုံကအစပြုတ်ထားပါတယ်။နှလုံးလန်းအခွဲအတက်ကလေးတစ်ခုကလည်းအင်္ဂါဂျိုခုံအထီးကိုဒိုးဆင်းသွားပါတယ်။နောက်ပြီးတောက်ကြဂျိုခုံပေါ်မှာလည်းမက်နက်လေးတစ်လုံးရှိနေပါတယ်။ဒီလိုလက္ခဏာမျိုးပါလာခဲ့မယ်ဆိုရင်အချစ်ရည်မှာအအိုနဲ့ညှိစွန်းနိုင်ပါတယ်။ဖောက်ပြန်ခံရနိုင်ပါတယ်။အချစ်ရည်ကြောင့်အဆက်တကွဲအကျိုးနဲ့ဖြစ်ပြီးအမဲဆက်ထင်တတ်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတို့ရဲ့လက်မှာပါလာခဲ့မယ်ဆိုရင်အိမ်တော်ရှိတဲ့သူနဲ့ညီစွန်ပြီးကြောရယုံတနတ်စာအကြံခံရနိုင်တဲ့အတွက်ကြောင့်တတိထားစရာလက္ခဏာလေးတစ်ခုပဲဖြစ်ပါတယ်ဒီကနေ့လက္ခဏာဘုဒ္ဓတွေကတော့ဒီလောက်ပါပဲအားလုံးရှင်လန်းချမ်းမြေနိုင်ကြပါစေခင်ဗျာ